ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျင်းပနေတဲ့1 Friday Fight 128ပြန်ပွဲရဲ့စတမမြောက်တွဲဆိုင်အဖြစ်ရော့ထန်ရဲ့ခင်မလေးဖြစ်တယ် Kickboxing Fighter စံကတိရဲ့အမလေးဖြစ်တဲ့ Down Down Line ပွဲထိုးသွားခဲ့ဖြစ်ပါတယ်ဟုတ်ကဲ့အဆုံးသတ်မှာတယောက်ကိုတယောက်အလဲမထိုးနိုင်တဲ့အတွက်အမတ်ဆုံးပြတ်ချက်ကိုခံယူရတဲ့အချိန်မှာ Down Down Line ကိုအမှတ်ပေးတိုင်လူကြီးအားလုံးကတညီတညွတ်သေးအနိုင်ပေးလိုက်ပါတယ်ခင်ဗျာ Down Down Line ဟာဒီနေ့ 1 Friday fight 128ပြိုင်ပွဲရဲ့စတမမြောက်တွဲဆိုင်အဖြစ်အော်စတြေးလျဖိုင်တာမလေးကင်တောင်းဆန်နဲ့ရှင်မြန်ခဲ့ရတာဖြစ်ပါတယ်။ဒီပွဲစဉ်မှာဒေါန်တောင်နိုင်ဘက်ကအာသာချက်ကတော့သူ့ကိုလစ်ကျင့်တင် जा ပေးသူသူ့ရဲ့ခဲအိုဖြစ်တဲ့ရော့ထန်ကိုတိုင်ကျိုးဝိုင်းရဲ့နဘေးကိုလိုက်လာပြီးတော့ကြီးကြပ်ပြီးလိုအပ်တာတွေကိုထောက်ပြတင် जा ပေးနေတာပဲဖြစ်ပါတယ်ခင်ဗျ။ကင်တောင်းဆန်ကတော့တစ်ချိန်လုံးကကစ်ဘောက်စင်ဘက်မှာ ူသည်ချန်ပီယံကပတ်တွေရရှိတဲ့အထိအောင်မြင်ခဲ့သူဖြစ်တယ်။ဒါပေမဲ့လက်ရှိမှာ အသက်အရွယ်အရသူသည်အကြပတ်ကိုရောက်နေခင်ဗျ။အသက်အပြင်38နှစ်ရှိနေပြီပေါ့လေ။ဒီတော့ဒုတိယပွဲချီမှာသူသည်တက်လုံကြရတယ်ဖြစ်လာခဲ့တယ်။ပြီးတော့သူ့အနေနဲ့မဖြစ်မနေအလဲထိုးမှအနိုင်ရမဲ့အခြေအနေမျိုးဖြစ်သွားခဲ့တော့ကင်တောင်းဆန်ဖိအားများသွားခဲ့တယ်ခင်ဗျ။ဒေါင်းတော်တော်ရဲ့အသာချက်ကတော့ပထမပွဲချီပြီးခါနေမှာကင်တောင်းဆန်ကိုကွဲအောင်ထိုးလိုက်တာဖြစ်ပါတယ်။ အဲ့တော့ကင်တောင်းဆန်ဟာဒုတိယပွဲစီမှာအဲ့လိုကွဲသွားတဲ့ဒဏ်ရာနေတွေးတွေဖြန်ဖြန်ကြပြီးတော့ပွဲကိုခက်ခက်ခဲထိုးအောင်ဖြစ်လာခဲ့တယ်ခင်ဗျာတစ်ဖက်ကဒေါင်းတောင်တိုင်းကလဲတယ်သူကဒုတိယပွဲချီမှာနှစ်ယောက်ပုကတ်သွားရင်ကင်တောင်းဆန်ရဲ့အဲ့သွေးတွက်နေတဲ့မျက်နှာနေရာကိုပဲသူကဖိပြီးတော့ထိုးတော့တာအဲ့လိုမျိုးကင်တောင်းဆန်ကဖိအားပေးခံရပြီဆိုရင် နောက်ကိုဆုတ်ဆုတ်သွားရတယ်ဒုတိယပွဲချီမှာဆိုရင်ကျိုးဝိုင်းဒိုင်လူကြီးကနေကင်တောင်းဆန်ကိုဒဏ်ရာအရှိန်နေဒီကျိုးဝိုင်းမှာရှိတဲ့ ကျဲမာရေးစစ်ဆေးသူတွေနဲ့ပြန်လည်စစ်ဆေးခံရတဲ့အထိဖြစ်သွားခဲ့တယ်ခင်ဗျအဲ့တော့ကျဲမာရေးစစ်ဆေးသူတွေကပွဲဆက်ထိုးလို့ရတယ်လို့အတီးပြချက်ပေးမှာပဲကင်တောင်းဆန်ဟာပွဲကိုဆက်ထိုးခဲ့ရပါတယ်တောင်းတော်နိုင်ကကင်တောင်းဆန်ကသူ့ကိုအလဲထိုးလိုက်လာပြီဆိုတော့သိတယ်ကင်တောင်းဆန်တက်ကလည်းအလဲထိုးနိုင်မှာပဲနိုင်တော့မှာ ਉਹ ထိချက်နဲ့အမှတ်အသားချက်အရာတောင်းတော်နိုင်ကအာသာနေပြီလေဒီတော့တတိယပွဲစီမှာကင်တောင်းဆန်အလဲထိုးနိုင်မလားဆိုပြီးတော့ဖိအားပေးပြီးအတင်းလိုက်ထိုးတယ် တောင်းတတိုင်းကအဲ့ဒါတွေအားလုံးကို defense player ဆရာကာပြီးတော့တံပြန်သွားတယ်အမှတ်တွေယူသွားခဲ့တယ်နောက်ဆုံးမှာတော့တယောက်ကိုတယောက်အလဲမထိုးနိုင်လို့အမှတ်ဆုံးဖြတ်ချက်ခံယူရတဲ့အချိန်မှာအမှတ်ပေးတိုင်လူကြီးအားလုံးကတောင်းတတိုင်းကိုအနိုင်ပေးလိုက်ပါတယ်ခင်ဗျဒီတော့ရော့ထန်ရဲ့ခင်မဖြစ်တဲ့ဆန်ကာသိရဲ့အမှတ်ဖြစ်တဲ့တောင်းတတိုင်းကတော့ဝမ်တာထွက်မှာနိုင်မွဲရယူပြီးတော့လှပသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာတီရှူအပိပရိသတ်အားလုံးကိုအထူးရဲ့ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ